ကမရွှေသေးကြည့်လို့ရတဲ့အကောက်တစ်ကောက်ကိုဖွင့်ပြပါမယ်။ကျွန်တော်မင်းအနီလေးနဲ့ဝိုင်းပြထားတဲ့ software ရှိရပါမယ်။အဲ့ဒီ software ကိုတော့ Play Store ကနေဖွင့်ယူလိုက်ပါ။အဲ့ဒီနေရာကိုနှိပ်မယ်။နှိပ်ရင်ဒီလိုကျလာပါမယ်။ပြီးလို့ရှိရင်ဒီအပြာစာကြောင်းလေးကိုနှိပ်ပေးပါမယ်။အပြာစာကြောင်းလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီမှာအကောက်ရှိရပေါ့နော်။ဒီအကောက်နဲ့ကျွန်တော်တို့သုံးမှဖြစ်တဲ့အတွက် ကျွန်တော်တို့ကဒီနေရာကိုနှိမ့်လိုက်ပါမယ်။ခဏလေးစောင့်ပေးပါ။အခုတို့ပေါ်လာပြီဆိုလို့ရှိရင်အခုနကျွန်တော်တို့သုံးတဲ့အကောက်ပေါ့နော်ဒီမှာဒီအကောက်ဖြစ်တဲ့အဲ့ဒီအကောက်ကိုရွေးပေးပါ။ဒါဆိုလို့ရှိရင်ဒီလိုကြလာပါမယ်။ကြလာလို့ရှိရင်အခုကျွန်တော်မင်ပြထားတဲ့အနီဝိုင်းလေးကိုနှိမ့်ပေးပါ။ဒီပုံစံကြလာလို့ရှိရင်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါအကောက်ကပို့နေပါပြီဒါပေမဲ့ဒါမရသေးဘူးပေါ့နော်ဒါထပ်ပြီးတော့ကျွန်တော်နှိပ်တဲ့နေရာလေးကိုဆက်ပြပါမယ်ပြီးရင်ကျွန်တော်တို့ဘယ်ဘက်တောင်အပေါ်ဆုံးကဒီနေရာလေးကိုသွားပါမယ် မင်းအင်းဒီနဲ့ဝိုင်းပြထားပေးပါရယ်။ပြီးရင်ဒီလိုပြအစာချောင်းလေးရှိပါမယ်။အဲ့ဒီစာချောင်းလေးကိုနှိပ်ပေးပါ။ဒီပုံစံကြားလာပါမယ်။ဒါဆိုလို့ရှိရင်မရသေးဘူးပေါ့နော်။ဒီပုံစံကြားပါမယ်။ဒီပုံစံကြားလာလို့ရှိရင်ဒီနေရာကိုနှိပ်ပေးပါမယ်။အဲအဲ့လိုကြားလာပါမယ်။ကြားလာလို့ရှိရင်ဒီနေရာကိုနှိပ်ပေးပါမယ်။ဒီလိုကြာလာလို့ရှိရင်ကျွန်တော်တို့ကဒီနေရာကိုနှိပ်ပြရမှာဖြစ်ပါတယ်အပေါ်ဆုံးမှာဖြစ်တယ်နော်နှိပ်ပြရင်ဒီလိုကြာလာပါမယ်ဒီလိုကြာလို့ရှိရင်ပေါ်ကိုနေနဲ့လက်ကလေးနဲ့ထောက်ပြီးဆွဲတင်လိုက်ပါ ပြီးလို့ရှိရင်ဒီနေရာမှာအမှန်ကြီးချစ်ပေးလိုက်ပါစမ်းထွေးမဲ့သူတွေအတွက်ဒေါ်လာဒေါ်လာတစ်သိန်းအလကားရပါတယ်ဒါနဲ့ train လို့ရပါတယ်ကျွန်တော်ပြောတဲ့ဒီနေရာလေးမှာအပြာအဆက်ကလေးပြအောင်အဆက်ကလေးချပေးလိုက်ပါပြီးရင်ခုကျွန်တော်မင်းညီဝိုင်းပြထားတဲ့နေရာကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရသွားပါပြီဒီနေရာကိုနှိပ်ပေးလိုက်ပါဒီလိုပေါ်မှာဖြစ်ပါတယ်ပေါ်လာလို့ရှိရင်ကျွန်တော်တို့ကဒီဘက်ကအများလေးဖြစ်တဲ့ ဘယ်ဘက်တောင်အစွန်းရောကျွန်တော်နှိပ်ပေးလိုက်ပါတော့ဒီမှာကျွန်တော်တို့ငွေဘေးငွေကိုထွေးมาလဲရွှေရိုးထွေးมาလားဆိုတာကျွန်တော်ပြมาဖြစ်ပါတယ်ပြီးရင်ဒီနေရာကိုနှိပ်ပေးလိုက်ပါတော့ခုလိုမျိုးပေါ်လာมาဖြစ်ပါတယ်ဒီနေ့စနေနေ့ဖြစ်တဲ့အတွက် ရွှေကတက်ကြမရှိပါဘူးဒီမှာကျွန်တော်တို့ကကျွန်တော်တို့ကရွှေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနေရာကိုနှိပ်ပေးလိုက်ပါမင်းဒီလေးနဲ့ဝိုင်းထားပါတယ် ကျွန်တော်တို့ကဒီမှာမပါသေးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာမပါသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပေးရမှာဖြစ်တဲ့အတွက်အခုကျွန်တော်အနီလေးဝိုင်းပြထားတဲ့နေရာကိုလက်ကလေးနဲ့တောက်လိုက်ပါဒီမှာအပေါ်ဆုံးမှာအပေါင်းလေးရှိရဲပေါ့နော်အဲ့ဒီအပေါင်းလေးကိုနှိပ်လိုက်ပါကျွန်တော်ဒီမှာရိုက်ရှာရမှာဖြစ်တယ် x x ကိုထည့်လိုက်တာနဲ့ကျွန်တော်တို့ကဒီလိုပေါ်လာမှာဖြစ်တယ်ဒီမှာရွှေနဲ့ဒေါ်လာနဲ့ရွှေနဲ့ဒေါ်လာနဲ့ကျွန်တော်ဒီမှာပေါ်လာပါမယ်အဲ့ဒီနေရာလေးကိုလက်ကလေးနဲ့နှိပ်ပေးလိုက်ပါ တော့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်ပြန်ဆုတ်မယ်နောက်ပြန်ဆုတ်ပြီးလို့ရှိရင်ဒီနေရာကိုတွားလိုက်ပြန်ဒီမှာကျွန်တော်အနီးလေးနဲ့ဝိုင်းပြထားတဲ့နေရာကိုတွားလိုက်ပါမယ်တော့ဒီမှာပြန်ရောက်လာပြီရောက်လာလို့ရှိရင်ကျွန်တော်ဒီနေရာကိုတွားပါမယ်လက်ကလေးနဲ့တသားလေးထောက်ထားလိုက်ပါပြီးရင်ဒီမှာကျွန်တော်အောက်ဆုံးမှာကျလာပြီပေါ့နော်ဒီမှာရွှေနဲ့ဒေါ်လာနဲ့ရောင်းဝယ်လုပ်တဲ့နေရာဖြစ်ပါတယ်နှိပ်လိုက်ပါဒီမှာကျွန်တော်တို့ကြပါပြီဒီနေရာရောင်းဝယ်မရှိအတက်ကြမရှိဘူးပေါ့နော် ဒါဆိုလို့ရှိရင်ဒါဖြစ်ပါတယ်ဒါဆိုလို့ရှိရင် account တစ်ခုဖွင့်လို့ပြီးသွားပါပြီမိတ်ဆွေတို့မရှင်းရရှိလို့ရှိရင်ကျွန်တော်မင်းမြန်းနိုင်ပါတယ်အားလုံးမင်းမင်္ဂလာပါ